ဥ္စာဇောက်မျိုးစုံမျိုးကတော့လာတာဖြစ်ချင်ဖြစ်နိုင်တယ်မျိုးကကြတော့တကယ်တမ်းပြောလို့ရှိရင်သူကဟိုပါပေါ့ဒီရိုးသားတဲ့သူတွေကို၆လှန့်ပြီးတော့မှပိန့်စားတဲ့မိမာကြီးပါတယ်။အဲသူကပြောရဲကလင်ကတိကြတဲ့ပုံမှာပေါ့နော်။ကလင်ကတိကြတဲ့သူများကိုမနာလို့ဖြစ်တယ်။အဲ့လိုမျိုးအဲ့လိုစိတ်တွေဖြစ်ဖို့အတွက်ကတော်တော်မူမွေးယူပါပါတယ်။အပမီနေတာတယောက်ယောက်ကပြညာနဲ့ကိုလှုပ်ထားတာ။အဲ့ဒါကြီးရဲ့လူကြီးဖြစ်ဖို့အတွက်ကိုလေ စ조사နေရတာအမလီတော်တော်ပြင်းမှန်းပါဒီကောင်းကိုကြီးလိုက်ရင်သိတာပါတယ်သူတို့ကတကယ်ကို high budget သုံးပြီးတော့မှတနည်းအားမလိုလီသိမရှိအားလုံးအကောင်းဆုံးဖြစ်အောင်သူရဲ့စေတနာမှန်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်တွေရဲ့ချစ်ချင်းတွေပြည်သက်တွေရဲ့မြတ်တာတွေပြန်ရမယ်လို့ပြောရရှုံပါတယ် တ်ကကိုကလည်းမရိုက်ခင်ကလေးကသူ့ရဲ့စိတ်ပေါ့နော်သူ့ရဲ့စိတ်ကိုကိုယ်ခေါင်းထဲမှာထည့်ထားတယ်ကိုယ့်ရဲ့ရှင်ထဲမှာထည့်ထားတယ်သူကအရန်ပဲဟိုဟာပေါ့လူမျိုးဖိတ်လုံးနဲ့လေအဲသူကပြောရင်ကလင်ကချစ်ကြတယ်ခေါ်မှာပေါ့နော်ကလင်ကချစ်ကြတယ်သူမျိုးကိုမနာလို့ဖြစ်တယ်အဲ့လိုမျိုးအဲ့လိုစိတ်တွေဖြစ်ဖို့အတွက်ကတော်တော်မူမွေးယူပါပါတယ်အာအဲ့ကရိုက်နေတဲ့အချိန်မှာလည်းကိုကိုကိုလေးအရန်အတကြီးရဲ့မိမကြီးအတကြီးရဲ့လူကြီးဖြစ်ဖို့အတွက်ကိုလေ စ조사နေရတာအမလီတော်တော်ပင်ပန်းပါဥစားသောမျိုးစုံမျိုးအရောင်လာတာဖြစ်ချင်ဖြစ်နိုင်တယ်။သူ့လင်းကိုအိမ်မက်ထဲမှာပြေးခုတယ်။ကိကကအမှန်တကယ်ကိုသူကအဲ့တည်းမှာဟိုဟာပေါ့မလင်းငုံကကြတော့လင်းငုံကကြတော့သူကတကယ်ကိုသူ့ရဲ့မိုးရပါပါလာတဲ့မျိုးရိုးစုံသက်လက်ဆင့်ကက်လာတဲ့လက်ကတော့အဲ့လိုမျိုးမျိုးရိုးကထားတာပေါ့။မျိုးကကြတော့တကယ်တမ်းတော့လို့ရှိရင်သူကဟိုဟာပေါ့လူတွေကို ပြောမယ်ဆိုရင်ရိုးသားတဲ့သူတွေကို၆လှန့်ပြီးတော့မှဖိန့်စားတဲ့မိမကြီးဟိုမျိုးကတော့အဲ့ဓာတွေအများကြီးဘာမှမတွေးထားပါဘူးဘာလို့မတွေးထားလဲကိုကိုကိုပေးလာတဲ့တောင်းကိုကိုဘလောက်ချိန်နိုင်မလဲဆိုတာပဲစဉ်းစားပါတယ်ကျန်တာတွေကမျိုးတို့ဖန်တီးဆုံးဖြတ်လို့ရတဲ့အခြေအမှဟုတ်ဘူးလေအဲ့တော့မျိုးလုံးနိုင်တာကမျိုးကိုပေးလာတဲ့ character တစ်ခုမှမျိုးဘလို့အကောင်းဆုံးဖြစ်အောင်သယုံဆောင်မလဲ ဒီ character ကိုအမင်းဆက်ဆုံးပြရကိုဘယ်လိုပုံဖော်နိုင်မလဲအဲ့ဒါကိုပဲစဉ်းစားပါပီတီကတော့ကိုလှုပ်ချင်တဲ့အလုပ်ပေါ့နော်ကိုဝါသနာပါတဲ့အလုပ်ကိုလှုပ်ချင်တဲ့အလုပ်ကလေးကိုလုပ်မရတာဖြစ်တဲ့အတွက်အဲပီတီကတော့ ပြောလို့မရပါဘူးပြီးတော့အခုလည်းဘယ်လိုပဲပြောပြောကိုယ့်ရဲ့ character တွေဟိုဖတ်လာသမျှကားတိုင်းကိုအားလုံးကလည်းလက်ခံတယ်အဲဂျင်းနဲ့နှစ်သက်တယ်ဆိုတော့လည်းလင်းဆောင်တယောက်အနေနဲ့ကတော့ဟိုအရန်ကိုဝတ်တောက်ပါတယ် trail ခလေးကရိုးရိုးထားတာမဟုတ်ဘူးအပမီနေတာတယောက်ယောက်ကပြညာနဲ့ကိုလှုပ်ထားတာခွဲပါဟောအဲ့လိုပေါ့ဒီမှာမလင်းကုံလိုပဲပေါ့မလင်းကုံကဟိုဝိညာဉ်တွေကသူတို့ပြောချင်တဲ့စကားတွေကလူတွေကိုဓာတ်ရိုက်ပြောလို့မရဘူးလေ တို့ကတော့တို့ကသူလက်ကြလှတိုင်းခေါ်လာဘယ်လိုခေါ်လဲအဲ့လိုမျိုးပေါ့ဆိုတော့အဲ့လိုရှိတဲ့လူကိုပဲတို့ကပြောလို့ရတာဟုတ်တို့ကပဲကြားလို့ရတယ်လူတကားကြားလို့မရဘူးလေဆိုတော့အဲ့ဒီဟာမျိုးကိုအပြင်မှာလည်းမြင်မှုပါတယ်အင်းမထဲမှာလည်းတည်သွားတဲ့ဥမောင်ကြီးကိုအပြင်မြင်ရတယ်တို့ကမတည်ဘူး ယ်ရပါတယ်သူ့အတွက်ကလည်းတကယ်ကိုဒီကားလေးကလည်းဟိုစိတ်ပေါ်မှုတွေနဲ့ရှိတဲ့ကားလေးပေါ့နော်သူဟို character ဒီဝိညာဉ်တွေများစွာကိုသူကဝင်ပူးပြီးပြောရတာချိန်ချင်းသွားရတာလေအာဒီဝိညာဉ်ထက်လိုက်သူဖြစ်လိုက်ဆိုအဲ့လိုချိန်သွားရတဲ့ခါဆိုတော့သူကတကယ်ကိုပဲဟိုစစ်စစ်ဆက်ဆက်နဲ့စိတ်ဝင်စားနဲ့တနည်းအားမလက်ဖောက်မှုမရှိအောင်တော်တော်စူးစမ်းနိုင်ပါလားဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်မနေ့တီးဟုတ်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 ကဲ့ဟုတ်ကဲ့ thank you เนาะ ကားရိုက်ဖြစ်တာကတော့အဲဒီဖောင်းမဲ့တုံးရဲ့ကာရိုက်တာကိုမျိုးမလုပ်ဘူးသိဘူး။အဲ့ဒါကြောင့်လုပ်ဘူးကြည့်တယ်လေ။ပြီးတဲ့ခါကျတော့ဒါရိုက်တာကိုဝင်းလင်ထွက်တဲ့ကပထမဦးဆုံးခဲ့ပြီးတဲ့ရုပ်ရှင်ပေါ့။ဆိုတော့ကိုထွက်နေလဲစုံနေလဲ။ဆိုတော့ထုတ်လုပ်တဲ့သူကလည်းဟို ิดโตก็ W Entertainment ก็สรอกคิดโตทุ่งลงแต่ก็สรอ๋อถ้าอนุปัญญามองมาไอ้ตัววายวนพี่แล้วเอ่อพันธุ์ชาได้ก้าเลยสรอรู้แล้วปาวนขึ้นแล้วครับคิดๆด้วยแหละครับอืมคิดก็เลยดีก้ามาเลย အများကြီးစူးစမ်းထားတယ်ပြီးတော့ဒီမှာဒီကားကိုကြည့်လိုက်ရင်သိတာပါတယ်သူတို့ကတကယ်ကို high budget သုံးပြီးတော့မှတနည်းအားမလိုလေသိမရှိအားလုံးအကောင်းအဆုံးဖြစ်အောင်သူတို့ပြင်ဆင်ပြီးတော့တင်ဆက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့သူရဲ့စေတနာမှန်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်တွေရဲ့ချစ်ခြင်းတွေပြည်သက်တွေရဲ့မေတ္တာတွေတင်ရမယ်လို့ပြောရရှုံပါတယ်တချင်းတစ်ပုတ်ပဲဘုရားအားကြီးတုံးတာလေနော်ဟုတ်ကဲ့ကြည့်တာလေနောက်ကအဲ့နောက်ဝင်ကြတယ်ဆိုမဆက်ကြရဲနော်ဟုတ်ကဲ့တုံးကြတော့ခလာတယ်အဲ့တော့လေဆိုအောင်မပြရပါဘူးနော်ဟုတ်ကဲ့ဒီခုကဟုတ်ကဲ့ပါ